ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ထိုင်၅လုံးပေါ့နော်အလဲထိုင်၅လုံးအပိတ်၅လုံးကိုကျွန်တော်တို့ပြန်လည်မျှဝေသွားမှာဖြစ်ပါရခင်ဗျာဒီထိုင်စီ၅လုံးအလဲထိုင်၅လုံးအပိတ်၅လုံးဖြစ်ပါတယ်ပေါ့နော်ဒီအရှိဆုံးမှာရေးပြထားတဲ့ကာကတော့ခွန်ရှိတော်များညစ်တော့ဒီထိုင်စီဖြစ်ပါတယ်ဒါလေးကတော့ထိုင်ပေါ့နော်ပြီးရင် တင်းတင်း305မှာကြတော့အလဲထိုင်ဖြစ်ပါတယ်။ဒီရနောက်ဆုံးကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ HD F ပေါ့နော်။ Okay ဒါဆိုရင်သူ့ရဲ့ရှိမှလည်းရှိသေးတယ်ပေါ့နော်။ဒီခွန်ရှိတော့ည3ထိတ်အဲ့ဒီရဲ့ရှိမှလည်းရှိသေးတယ်ပေါ့နော်။တော်တော့ကျွန်တော်ကဒီ143တပင်ကနေစပြီးတော့ပြပေးထားခြင်းဖြစ်ပါတယ်။ခွန်ရှိတော့ည3ထိတ်စီ တင်းနေတုံးလေး၅အလဲတင်းနေတုံးလေးခွန်အပိတ်မှာဆိုရင်၈လေးတုံးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာရှစ်ထိပ်စီလေးကအလဲထိုင်၃အပိတ်၈လေးတုံးဖြစ်ပါတယ်၈လေးတုံးပြီးတော့နောက်ထပ်တစ်ပြက်မှာရှစ်ရှောင်းတုံးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာရှစ်ထိပ်စီ၆အလဲထိုင်၃အပိတ်၈ရှောင်းတုံးဖြစ်ပါတယ် โอเคနောက်ထပ်တစ်ပြင်ဘာနောတင်းတင်းလေး6ခွန်အထိတ်တမတင်းတင်းတောင်းလေးအလဲကိုတမတင်းတင်းကအပိမနှစ်တုံညာကိုဖြစ်ပါတယ်နှစ်ထိတ်တုံညာအလဲကိုကအပိနှစ်တုံညာကိုဖြစ်ပါတယ်ခင်ဗျာပြီးရင်နောက်ထပ်တစ်ပြင်မှာခွန်ရှိတုံညာနှစ်တုံထိတ်ခွန်ရှိကိုတုံညာတဲ့အလဲခွန်ရှိကိုတုံညာတုံးအပိမခွန်ခွန်ကိုဖြစ်ပါတယ်ဘောနောခွန်ထိတ်ခွန်အလဲကိုအပိခွန်ခွန်ကိုပြီးရင်ဒီမှာခွန်ထိတ်တုံညာအလဲ တောင်ညာအပိခွန်တောင်ညာတောင်ညာဖြစ်ပါတယ်။နောက်ထပ်တစ်ပတ်မှာလည်းစရိတီ3ပေါ့နော်3ခွန်ခွန်ဖြစ်ပါတယ်ဒီမှာခွန်မှာရှင်းပြီးတော့ပါတော့3ထိစီ9အလဲ9အပိ3ခွန်ခွန်ဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်6ကိုလေးဖြူတဲ့အတွက်ကြောင့်မို့ဒီမှာ6ထိစီ9ကအလဲထိုင်ပေါ့နော်လဲကအပိ6ကိုလေးဖြစ်ပါတယ်။ပြီးရင် ၄59ဒုံများထဲက9ထိစီ၄58ဆထဲက6အလေ3340ခွန်မှာ3အပိ963ဖြစ်ပါတယ်6ထိစီ6အလေထိုင်9အပိ68ခွန်ဖြစ်ပါတယ်ခင်ဗျာ3460ခွန်ထိမှာဆိုရင်2ထိစီဖြစ်ပါတယ်9ဒုံများ33မှာ2အလေ၄၅၆ခွန်တော်များထဲက9အပိတ်2 2ခွန်ဖြစ်ပါတယ်ခင်ဗျာ။ ပြီးရင်ဒီမှာရှင်3ထိပ်စီ8အလဲထိပ်8အပိတ်388ဖြစ်ပါတယ်388ပြီးတော့နောက်ထပ်ပြန်ပါလေ3ထိပ်ပဲပေါ့နော်3ထိပ်စီ3ညအလဲထိပ်9အပိတ်3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ9အပိတ်3တုံညာ9ပေါ့နော်3တုံညာ9ပြီးတော့3ငါးနှစ်ဒီနှစ်3ခွန်8ထက်က3ထိပ်စီ5ခွန်8ထက်က9အလဲ689နှစ်ထက်ကနှစ်အပိတ်3ငါးနှစ်စပီးဖြစ်ပါတယ် โอเคဒါလေးကိုကျွန်တော်ပြန်လဲမျှဝေပြီးတော့มาဖြစ်ပါတယ်ဗောနောတွေ့ရရှိမှာလဲရှိသေးတယ်ဗောနောဒါလေးကတော့ကျွန်တော်ဒီ၈၄၃၈၆၃နှစ်တော်များကိုကနေစာပြီးတော့ပြပေးထားခြင်းဖြစ်ပါတယ်ရင်းဆိုးအနေနဲ့ကျွန်တော်ထိတ်စီတွင်နေကိုလေ့လာကြည့်အောင်လားခင်ဗျာဒါလေးကတော့ကျွန်တော်ထိတ်ယူတဲ့နေ့ဖြစ်ပါတယ်ဗောနောဒီနေ့နဲ့ချိန်ပေါင်း၄တင်းနဲ့ပေါင်းရင်၅ဖြစ်ပါတယ်၃နဲ့ချိန်ပေါင်းချင်း၆၈နဲ့ချိန်ပေါင်းတာလည်း၁၆ 6နှစ်ကြိမ်ကစနစ်ဒီတင်းနှစ်ကြိမ်ပေါင်းတာကနေတင်းနှစ်6ပေါင်းရှင်းခွန်ပြီးရင်၄နှစ်ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်နှစ်နှစ်ကြိမ်ပေါင်း၄ကို6နှစ်ပေါင်းရင်30ဖြစ်ပါတယ်6နှစ်ဒီ၄နှစ်ပေါင်းရင်30 9နှစ်ခွန်ပေါင်းတော့စနစ်ရတယ်ပေါ့နော်စနစ်ကို2 3 3 3ကို3ပေါင်းတာဖြစ်ပါတယ်3ကို2ပေါင်းတာ9 9ကို2ပေါင်းခွန်8 2 3 9ခွန်8ထိပ်စီးမှာ3ထိပ်စီးဖြစ်ပါတယ်3 3ည9ပေါ့နော် နဲ့3 5ခွန်ရှင်းမှာ3ထိတ်စီ3တုံများကိုဒီမှာရေးပြထားတယ်ဗောနော်ပြီးရင်နောက်ထပ်လေးနဲ့3 5ခွန်ရှင်းရတာလေးဆက်ပြီးလေ့လာကြည့်အောင်ဗောနော်နင်းတစ်ကြိမ်လေးဒီ5ကတစ်ကြိမ်3နှစ်ကြိမ်ပေါင်းချင်း6 9နှစ်ကြိမ်က18 18ပဲရည်တယ်9နှစ်ကြိမ်ပေါင်း14လေးပဲရည်တယ်3နှစ်ကြိမ်က6 9 6ပေါင်းတာ15ကို၄နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဝေဒါဆိုရင်ဒီ၄နဲ့6ပေါင်းရှင်း30 ၄နဲ့6ပေါင်းချင်း30 9နဲ့5ပေါင်းချင်း30ဒီ6နဲ့ဒီ6နဲ့ပေါင်းတာဆိုရင်12ရာဒီအတွက်ကြောင့်မို့အပေါ်ကလူမျိုးပဲ2358ခွန်ချင်းထိစီပဲပြန်ပြီးရနေတယ်ပေါ့နော်။ Okay အဲ့ဒီမှာတော့3ထိစီဖြစ်ပါတယ်3 9နေပေါ့နော်။3ထိစီ3 9နေဖြစ်ပါတယ်။2358ချင်းမှာ3ထိစီ3 9နေဒီမှာရေးပြပေးထားခြင်းဖြစ်ပါတယ်။2358နှစ်ပြင်ဆက်တိုက်ပေါ့နော်။ ။ဒါဆိုရင်ဆက်တကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီနှစ်ကြိမ်နှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်ဒီနှစ်ကြိမ်ပေါ့နော်ဒီလိုလေးနှစ်ကြိမ်ဒီမှာနှစ်ကြိမ်ထိနေအလေးမှာတစ်ကြိမ်ကိုလေ့နေထပ်ပေါင်းထားတာဖြစ်ပါလေ။9နှစ်ကြိမ်ပေါင်းရှင်းတဲ့စေဒီကရက9ကြိမ်ပေါ့နော်3နှစ်ကြိမ်က6နှစ်နှစ်ကြိမ်က၄3ညနှစ်ကြိမ်က3ည3နှစ်ကြိမ်ပေါင်းရှင်း6 3နဲ့3ညနဲ့ပေါင်းရှင်း3ကို၄နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ် ခေတာချင်းကျွန်တော်ဒီမှာ6နဲ့4ပေါင်းချင်း30ဖြစ်ပါတယ်ဒီ6နဲ့4ပေါင်းချင်း30နားနဲ့၃ပေါင်းရှင်းရှင်းရတဲ့အတွက်ကြောင့်မို့၈၉၉ကိုနင်းနဲ့ပေါင်းတာဆိုရင်၁၇ဖြစ်ပါတယ်။နင်းဟောနင်းနဲ့ထပ်ပေါင်းတာပေါ့နော်၃၄၈၉၁၃၄ထိပ်စီးဆိုပြီးရမှာဖြစ်ပါတယ်။ဒါကျွန်တော်ဒီ20တင်ရှား20အရာပေါ့နော်၈၉၁၃၅ sorry တင်၈၉၁၃၄ထိပ်စီးဖြစ်ပါတယ်။ ထပ်ပြီးတော့ကျွန်တော်ဒီအလဲထိုင်ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ Okay အလဲထိုင်ဒါလေးကတော့အလဲထိုင်တွေ့တယ်နီးဖြစ်ပါတယ် Okay တူတူလေ့လာကြည့်အောင်ပါနော်နင်းနဲ့၃ပေါင်းရှင်းဒီ၅ရှင်းနဲ့နင်းပေါင်းရှင်းက30ဒီတစ်ကတစ်ချိန်ပါနော်ဒီခုနှစ်နဲ့ချိန်ပေါင်းရှင်းဒီ14ပါနော်ဒီမှာ6တချိန်6နဲ့4ပေါင်း10ပြီးရင်6နဲ့5ပေါင်းဒါ7ဖြစ်ပါတယ် အဲဆိုရင်6နဲ့4ပေါင်း10 5 6 900တွေဘောနော်ဒါကြောင့်မို့ ID အလဲထိုင်မှာတော့ခွန်း6 9တုံညာတိအစင်လိုက်ဖြစ်ပါတယ်အတုံညာအလဲ3တုံညာ9ဖြစ်ပါတယ်ခင်ဗျာတုံညာအလဲထိုင်3တုံညာ9ဘောနော်ဒါကြောင့်မို့ခွန်း6 9တုံညာတိမှာ3တုံညာ9ဒီမှာရေးပြထားတယ်ဘောနော်ထပ်ပြီးတော့နောက်ထပ်တစ်ပြင်မှာဒီ6 9 8ရတာကိုတူတူလေ့လာကြည့်မယ်ဘောနော် နိနတပောင်းရှင်တီတုံးတင်းနဲ့တုံးများနဲ့ပောင်းရှင်တီတင်းတုံးတစ်ကြိမ်တေချောင်းတစ်ကြိမ်ပေါ့နော်ငါးနှစ်ကြိမ်အတစဲ6တေချောင်းနဲ့ဒီငါးပောင်းတာက7ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဒီတုံးနဲ့တပောင်းတာလေး၄နဲ့6ပောင်းတစ်စဲဒီတုံးနဲ့တပောင်းတော့အလေးရာတွေအတွက်ကြောင့်မို့၄၅6 8အလေးထင်ဖြစ်ပါတယ်။3 9နှစ်ဆိုတဲ့အတွက်ကြောင့်မို့၄၅6 8ထက်က9အလေးထင်ဖြစ်ပါတယ်ခင်ဗျာ။ ငါအလေထိုင်၃၅နှစ်ပေါ့နော်၄၅၆ခွန်ရှင်မှာ၃၅နှစ်ဒီမှာရေးပြထားရှင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒီအလေထိုင်ဒီဆက်တဲ့ချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီငါနဲ့၉ပေါင်းတာဆိုရင်၁၄ဖြစ်ပါတယ်၃နဲ့၄ပေါင်းတာက9ဒီ၃ကတစ်ချိန်9နဲ့ချိန်ပေါင်းတာက၁၄ကိုတုံများနဲ့ငါနဲ့ထပ်ပေါင်းတော့9ဖြစ်ပါတယ်။ခွန်၃ပေါင်းရှင်း၁၀ဖြစ်မယ်ပေါ့နော်။ ဒီလေးနဲ့လေးပေါင်းတာကချင်းရှစ်ကို9နဲ့ပေါင်းရှင်းသည်73ရာဒီအတွက်ကြောင့်မို့305 6ခွန်ရှင်းအလေထိန်ဖြစ်ပါတယ်ခင်ဗျာ sorry 305 6ခွန်ပဲပေါ့နော် okay ဒီတစ်ပတ်မှာတနည်းအရာ305 6ခွန်အလေထိန်ဆိုပြီးဖြစ်ပါတယ် okay ဒီမှာဆိုရင်စုံကနဲ့အလေထိန်ရှိတဲ့အတွက်အလေးနဲ့6နဲ့အလေထိန်အားတာမယ်ပေါ့နော် โอเคแทบပြီးတော့ကျွန်တော်ဒီအပိတ်ကိုလေ့လာကြည့်အောင်လားခင်ဗျာဒီအပိတ်ကဒီ388တပင်ကနေ339တပင်ကိုလေ့လာကြည့်အောင်ပါနော်နေက3ချိန်ဆိုတဲ့အတွက်ကြောင့်မို့အောင်ရှင်6 83020 4လေးပဲရည်မယ်ဒီတက်ကတစ်ချိန်နေ့နှစ်ချိန်ပေါင်းရှင်လေးကိုတင်းနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါကြောင့်မို့6နဲ့4ပေါင်းရှင်ဒီ30ဖြစ်ပါတယ် ငါ6ဆူတဲ့အတွက်ကြောင့်မို့ကျွန်တော်ပေါင်းရှင်း6ပေါ့နော်6ခွန်8ကိုကိုကြမှာနင်းနဲ့ထပောင်း sorry တုံးနဲ့ပေါင်းတာ7 6ခွန်8ကိုနင်းမှာတုံးတုံးများကိုဆိုရတဲ့ကိုအပိဖြစ်ပါတယ်6ခွန်8ကိုနင်းမှာတုံးတုံးများကိုဆိုပြီးတော့ဒီမှာရေးပြထားတယ်ဗောနော်နောက်ထပ်တစ်ပင်မှာလည်းကျွန်တော်ဒီ6ခွန်8ကိုနင်းထက်ကနင်းအပိ3 9နင်းတစ်ပင်ကိုလေ့လာကြည့်မယ်ခင်ဗျာ6 နေ3လ6 9နှစ်ချိန်ပေါင်းရှင်းဒီဆက်ချက်ဒီကိုကတစ်ချိန်တစ်ကနှစ်ချိန်နေကိုတင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ရှင်းနဲ့နေပေါင်းရှင်း10 9နဲ့တင်းပေါင်းရှင်း10ကျန်တဲ့ကျန်နေတာကရှောင်းတလုံးဆိုတဲ့အတွက်ကြောင့်မို့ရှောင်းခွန်ရှိကိုနေအပိတ်ဖြစ်ပုံဖြစ်မယ်ပေါ့နော်အဲဒီမှာ၃၅နေဆိုတဲ့အတွက်ကြောင့်မို့နေအပိတ်ဖြစ်ပါလေနေအပိတ်၃၅နေဖြစ်ပါလေ 6ခွန်19နှစ်မှာနေအပိတ်3နှစ်ဆိုပြီးနှစ်ချိန်ဆက်တိုက်ဒီမှာရေးပြထားရှင်းဖြစ်ပါတယ်။ဒါဆိုရင်7 7ချိန်အတွက်လေးလာကြည့်အောင်လားခင်ဗျာ။3ချိန်3ချိန်1ချိန်1ချိန်ပေါ့နော်။ပြီးရင်ဒီမှာတစ်ချိန်နှစ်ချိန်အပေါင်း1ဖြစ်ပါတယ်။53လီတီ15ဖြစ်ပါတယ်ဒီနှစ်နှစ်ချိန်ပေါင်းတာ၄၄ပေါင်းရှင်9ပြီးရင်3ကတစ်ချိန်၄နှစ်ချိန်ပေါင်းရှင်10ဖြစ်ပါတယ်အပေါ်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ ။ဒါဆိုရင်ကျွန်တော်ဒီ93ပေါင်းရှင်း38က73တင်နဲ့9ပေါင်း30ဒီ9နဲ့10ပေါင်းရှင်း600ရည်အတွက်အတွက်ကြောင့်မို့6ခွန်89နိဘယ်ထပ်ပြီးရနေတာဖြစ်ပါတယ်ခင်ဗျာ။ဒါတင်ရောတင်ချာသွင်းနေအရာပါနော်။အပိတ်က6ခွန်89နိ3ပင်73ဖြစ်သွားမယ်ပါနော်။โอเคကျွန်တော်လေပိတ်အထီးကီးဒီ၃ည3နှစ်ခွန်အလေပိတ်အထီးကီးရှိတာဖြစ်ပါတယ် ဒီရှင်းလေးတော့ကနေစာပြပြပေးထားတယ်လို့ဘောနော်လေပိတ်အထီးကီကဏ္ဍလေးလုံးက၃၁၁ခွန်ဆိုတဲ့အတွက်အလေးထိန်ပါတော့ခုနှစ်တလုံးဘောနော်အလေးထိန်မှာခုနှစ်တလုံးတူတယ်ပြီးရင်၃၁၁ခွန်ဆိုတဲ့အတွက်နေ့ရက်ခွန်ရက်ဖြစ်မယ်ဘောနော်โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာအနောက်နှလုံးပေါင်းခြင်း break ကိုလည်းတင်ပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ